အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကလေးပါဒီနေ့တော့ more manifesting လို့ခေါ်တယ်လမင်းရဲ့ energy ကိုအသုံးပြုပြီးတော့ manifest လုပ်ပုံလုံးလေးတချို့ကိုဝေညာလိုက်ပါတယ်ဒီ more manifesting video မှာကျွန်မတို့လကွယ်နေကစပြီးတော့လပြင်းနေဖြစ်လို့ဖြစ်ပေါ်တဲ့အစဉ်စဉ် morphis ရှိခုအကြောင်းနဲ့ဒီ morphis ရှိခုအချိန်လေးမှာ morphis တစ်ခုချင်းစီမှာကိုဘလို့ပုံစံနေနေထိုင်နိုင်နေဘလို့ပုံစံနေ manifest လုပ်နိုင်နေဆိုတာကို ဝေမျှထားပါတယ်ကျွန်မအုံဆုံး moon face ကတော့ကျမရဲ့မင်းသမီး new moon လို့ခေါ်ပါတယ်ကျမအနေအတွက်ကတော့ new moon ကမင်းသမီး full moon ကိုမင်းသားကြီးလို့နာမည်ပေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ new moon အချိန်ဟာကျမတို့ယင် energy များတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီလို new new moon အချိန်မှာကျမတို့ new moon ဆိုတဲ့အတိုင်းပဲလာကွယ်နေမြန်မာလိုပြောရင်တော့လာကွယ်နေပေါ့ new moon ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ wishing new new wish တွေကိုပြန်ပြီးတော့ခြာရေးတဲ့အချိန် universe ကို officially announce လုပ်တဲ့အချိန်လို့လည်းပြောလို့ရပါတယ်အဲ့တော့ new moon နေ့မှာမပါလို့လို့ရလဲဆိုရင် ကိုလိုချင်တဲ့အရာတွေကိုစာရွက်ထဲမှာချရှိလိုက်ပါချရွက်ထဲစာရွက်ထဲမှာချရေးပြီးတော့ကျမတို့လိုချင်တဲ့ဆိုတာကလိုချင်တာတွေကိုရောက်ဖို့ဆိုတာကိုယ့်ဘက်ကလည်းလုပ်ဆောင်ရတယ်အဲ့တော့ newborn ချိန်ဟာ intention setting လုပ်တဲ့အချိန်လို့လည်းပြောရဲ new intention setting လို့လည်းပြောရဲအဲ့တော့ကိုလိုချင်တာကိုရောက်ဖို့အတွက်ကကိုလိုချင်တဲ့အရာကတသက်ရှင်ရှိမယ်နောက်တစ်ခုက action wishing တစ်ခုရှိမယ် action တစ်ခုရှိမယ်အဲ့တော့ကို manifest လုပ်ချင်တဲ့ list ရှိမယ်အဲ့တော့ manifest လုပ်ဖို့အတွက်ကိုကျမတို့တရားတွေထားယောဂတွေလုပ်နေလို့မရအောင်အပြင်ဘက်မှာလည်းကိုအတွက် action တွေလုပ်ရဲအဲ့တော့ ဒီလိုမျိုး new and intention setting ဆိုတာက intention လို့ကျွန်မအများရန်ပြောပါရယ် intention ဆိုတာကကိုလုပ်တဲ့လှုပ်ဆောင်ချက်တိုင်းကို powerful ဖြစ်ဖို့ယုံကြည်ချက်နဲ့လုပ်ဖို့အတွက်ပါဥပမာအဖြစ်ကိုကကျွန်မဆိုရင် ထားပါတော့ new moon အတွက်ကဥပမာအဖြစ်ကိုက intuition ကောင်းလာဖို့အတွက်ကို manifest လုပ်တယ်ဆိုရင် intuition ကောင်းလာဖို့အတွက်ကိုတရားထိုင်ရတာဖြစ်ရင်ဖြစ်မယ်အဲ့တော့ကိုယ်အတွက် intuition ကောင်းချင်တယ်ဆိုရက် wish list ကတခုပြီးွားရင်လောရမယ် action က maybe တရားထိုင်တာတရားထိုင်တဲ့အချိန်မှာလည်း maybe မနက်ပိုင်းထိုင်တာဖြစ်ချင်းဖြစ်မယ်အော်ကျွန်မအတွက်ကတော့ဟိုဘယ်လိုပြောညနေပိုင်းထိုင်တာဖြစ်ရင်ဖြစ်မယ်ဆိုတော့ဒါ action အဲ့တော့ new ကိုလိုချင်တဲ့ wishing list နဲ့ကိုလကိုလောရမယ်ဒီ wish ကိုရဖို့အတွက်ကိုလောရမယ် action list ကိုတတ်တတ်ခွဲထားပြီးတော့ โอเคဒီ wish ရဖို့အတွက်ကိုကိုထားလုပ်မယ်ဆိုပြီးတော့စပြီးတော့ကို commitment စလုပ်တာ initially universe ကိုလည်း officially announce လုပ်တာโอเคငါဒါလုပ်ခြင်းနဲ့အဲ့ဒီအတွက်ငါကလည်းဒါလုပ်မယ်ဆိုပြီးတော့စပြီးတော့ new moon intention setting စလုပ်တဲ့အချိန်ဖြစ်ပါတယ် new moon နှစ်ခုမြောက်ကတော့ waxing crescent အချိန်လို့ပြောပါရတယ်။ဒီ waxing crescent အချိန်ဟာ new moon အချိန်နဲ့တိတ်ပြီးတော့မကွာပါဘူး။ new moon တော့ငါကျမတို့ဒါလိုချင်လို့ဒီ intuition ပေါ့နော်ဥပမာအဖြစ်ပြောရင် intuition လိုချင်လို့ကိုကတနေ့ကို7မိနစ်တရားထိုင်မယ်လို့သတ်မှတ်ခဲ့ရင်ဒါ new habit ဖြစ်လာပြီ။ကိုအစ်စ်လုံဆောင်ရမယ်။ကိုရဲ့ new habit ဆိုရင် waxing crescent အချိန်မှာလဲဆက်လက်ပြီးတော့လုံဆောင်မှာကို ဒါကိုတကယ်ပဲကိုရနေတဲ့ intuition ရနေတယ်ဆိုတဲ့အတိုင်းပဲဆက်လက်ပြီးတော့လှုပ်ဆောင်ပါကို new moon တော့ငါသတ်မှတ်ခဲ့တဲ့ဒီ၅ခု wish list ၅ခုရှိမယ်ဆိုလဲအဲ့ဒီ wish list ၅ခုကို keep visualizing visualize ဆက်ပြီးတော့ပဲလှုပ်ပါဆက်ပြီးတော့ပဲကိုလှုပ်လိုချင်တဲ့အရာတွေကိုကိုလှုပ်ဆောင်ရမယ့်အရာတွေကိုဆက်လက်ပြီးတော့ပဲလှုပ်ဆောင်ရမယ့်အချိန်မှာ သုံးခုမြောက်ကတော့ first quarter လို့ပြောပါရယ် first quarter phase ကြရင်ကျမတို့နည်းနည်းလေး challenge တွေစပြီးတော့ဖြစ်လာပြီဥပမာအားဖြင့် uh intuition ရဖို့အတွက် new monon ကကျမတို့ရ ဒီချရေးခဲ့တဲ့ new wish list ထဲမှာမှာ intuition ကောင်းဖို့တခုဆိုရင်ကျမတို့ action ကကြတော့တနေ့ကို7မိနစ်တရားထိုင်တာဒါပေမဲ့ကျမတို့ပထမအုံးဆုံးဒါလိုချင်တဲ့ဒါရဖို့ဆိုရင်ပထမအုံးဆုံးတော့ motivate တွေဖြစ်တယ်အာကိုလှုပ်ချင်တယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကြာလိုက်ကျမတို့သိမလှုပ်ချင်တော့ဥပမာအဖြစ်ကျမရဲ့ mindfulness သင်တန်းလေးဆိုရင်အဲ mindfulness သင်တန်းပြီးသွားပြီဆိုရင်အာမကလဲ mindfulness သင်တန်းပြီးသွားပြီငါဒီနေ့ကစပြီးတော့ mindfulness လေးကျင့်တော့မယ်အာ နိုင်ဝတ်တရားထိုင်တော့မယ်လို့ကိုကချမှတ်ခဲ့တယ်။အဲချမှတ်ချမှတ်ခဲ့တယ်ပေါ့နော်ကိုရဲ့ action plan ကဒါပေမဲ့ကျွန်တော်တို့အဲ့နိုင်ဝတ်ကဒီဗလောက်ပြီးွားရင်တဖြည်းဖြည်းနဲ့နိုင်ဝတ်ကနေပြီးမိနစ်30ရာနေပြီးမိနစ်20ဖြစ်သွားတယ်မိနစ်10မိနစ်ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုရင်အကြောင်းမျိုးမျိုးတွေပြတာပေါ့နော်အဲ့တော့ဒီ first quarter အချိန်ဟာကျွန်တော်တို့ new monong ကချမှတ်ခဲ့တဲ့ action တွေလုံးဆောင်ရမယ်ကိုယ့်ရဲ့ new habit တွေကိုမလုံးဆောင်ဖို့အတွက်ကို challenge တွေဖြစ်လာတဲ့အချိန်နောက်ထပ်ဥပမာပြရင်ကျွန်တော်တို့ intuition ဆိုပြီးတော့ငါက intuition universe ကိုပြောခဲ့တယ် okay ငါ intuition လုံးမယ် intuition ရချင်တယ်အဲ့ဒီအတွက်ကိုတနေ့ကို10မိနစ်တရားထိုင်မယ်ဆိုရင် first quarter အချိန်မှာဆက်ပြီးတော့ကျွန်တော်တို့10မိနစ်တောင်တရားမထိုင်ကျွန်တော်တဲ့အချိန်လေးဖြစ်လာပြီအဲ9မိနစ်လောက်ကဆက်ပြီးတော့တော်ပါပြီ9မိနစ်လောက်ပဲတရားထိုင်မယ်ဆိုပြီးတော့ဖြစ်လာပြီသူမဟုတ်လဲစိတ်ထဲမှာကအော်10မိနစ်လောက်နဲ့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့ဒီလိုမျိုး challenge တွေစဖြစ်လာတဲ့အချိန် ်နောက်တစ်ခုကကြတော့ကျမတို့ဒီအချိန်မှာ first quarter အချိန်မှာကိုမလိုချင်တော့တဲ့အရာတွေကိုကိုပိုသိရှိလာတယ် new moon တော့ကကျမတို့ထမှတ်ခဲ့တဲ့အရာတွေကိုလိုချင်တဲ့အရာတွေကိုချာရှိခဲ့တယ် wish list တွေရေးခဲ့တယ်အဲ့ဒီအချိန်မှာမှကိုလိုချင်တာက abc ဆိုရင်အဲ့ဒီမှာ a ကိုကျမတို့မလိုချင်တော့ဘူးဆိုတဲ့ပုံစံလေးတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာပြန်ပြီးတော့လက်ကိုလုံးလိုက်ပါကိုမလိုချင်တဲ့အရာတွေကိုလက်ကိုလုံးကိုလိုချင်တဲ့အရာတွေကိုပြန်ပြီးတော့ ဒီ commitment လို့ပေါ့ commitment ဆက်လုပ်ရမယ်အချိန်ဖြစ်ပါတယ်ဥပမာအားဖြင့်အဲကျမတို့ဒီကျမဒီ Switzerland ကိုစရောက်တော့မှဆိုရင်ကျမအာကားလိုချင်တယ်ကားမောင်းချင်တယ်ကားလိုချင်တယ်ဆိုတော့အဲ့ဒီတုန်းကလည်း new moon တော့ကအဲ့ new moon တစ်ခေါက်ပြန်လာတော့ okay ငါကားလိုချင်တယ်ကားရနေတယ်ကားမောင်းနေတယ်ဆိုတဲ့ပုံစံကိုကျမ visualize လုပ်တယ်ဒါပေမဲ့ ီဟာကို visualize လုပ်လာများလေလေကျမစိုးကလည်းတည်တယ်မလိုချင်တော့ဘူးကျမကားမလိုချင်တော့ဘူးကျမအခု cycle လိုချင်တယ်ဘာဖြစ်လို့လဲဆိုတော့အော်ဘယ်လိုပြောမလဲတခုခုကိုရနေပြီလို့သတ်မှတ်လာရင်အဲ့ဒါကြီးကိုကျမလိုမခံစားရတော့အဲ့လိုပဲကျမတို့တွေတခုခုကို ရတာလို့လေသူများတွေလိုချင်လို့ဒါလိုချင်တာကျမရဲ့ဒီကျမအမျိုးသားကျမကိုကားဝယ်ပေးမယ်လို့ပြောတော့ okay အဲ့ဒါဆိုလဲကျမကားမောင်းချင်မယ်ဆိုတော့ तू ဝယ်ပေးမှာမလို့ဒါကျမလိုချင်တာတကယ်တကယ်တော့ကျမ cycle မောင်းချင်တာကိုကျမတွေးရှိပါတော့အဲ့ဒီချိန်မှာပဲဒီလို first quarter အချိန်မှာပဲကိုမလိုချင်တဲ့အရာတွေကိုလက်ကိုလုံးလိုက်ပါစိတ်မပူပါနဲ့ဒါပေမဲ့ကျမတို့ ego ကတော့နည်းနည်းလေးဆွဲနေလိမ့်မယ်။ဩငါကဒါလိုချင်တာဒါရတဲ့နယ်ဆိုပြီးတော့အဲ့ဒီချိန်မှာ ego ကလိုချင်တာနဲ့ soul ကလိုချင်တာကိုပြန်ပြီးတော့ reconnect လုပ်ရမယ့်အချိန် okay ငါတကယ်ပဲဒါလိုချင်သေးလားမလိုချင်တော့ဘူးဆိုရင်လွှတ်ချလိုက်ပါတဆုခင်ကျမတို့လိုချင်လာတဲ့အချိန်ရှိလာပါလိမ့်မယ်ဥပမာအဖြစ် maybe ကျမနောက်ထပ်ဒီမှာနေပြီးွားရင်နောက်ထပ်3နှစ်4နှစ်လောက်ကြာရင်ဆွစ်ဇာလန်ကိုပြောင်းပြီးွားလို့3နှစ်4နှစ်လောက်ကြာရင်ကျမကားကိုပြန်လိုချင်တော့ဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့တော့ကျမတို့တွေကအများကြီးပြောင်းလဲနေတဲ့အတွက်ကျမတို့ရဲ့ လူချင်းမှုတွေကလည်းအများံပြောင်းလဲနေပါတယ်အဲ့တော့ဒီအချိန် first quarter အချိန်ဟာကို new moon တော့မှချမှတ်ခဲ့တယ် okay ဒါတွေလူချင်းတယ်လို့သာချမှတ်ခဲ့တာအခုချိန်မှာကိုတိတ်ပြီးတော့မလူချင်းတော့ဘူးဆိုရင်လက်ကုံးလုံးလိုက်ပါနောက်ထပ်တစ်ခုကကိုလူချင်းတဲ့အရာတွေကိုထပ်ပြီးတော့ develop ဆလုပ်အောင်မယ့်အချိန်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ commitment ပို့ပေးရမယ့်အချိန်။ new moon ကကျမတို့ချမှတ်ခဲ့တဲ့ intuition ကောင်းဖို့အတွက်ကို10မိနစ်တရားထိုင်မယ်ဆိုရင်ဒီအချိန်ဟာမိနစ်20လောက်ကိုတရားထိုင်ရမယ်။ပို့ပြီးတော့နည်းနည်းတိုးပြီးတော့အကျင့်တစ်ခုရပါပြီလေ။ new moon ကကျမတို့ချမှတ်ခဲ့တဲ့10မိနစ်ဆိုတော့ new moon ကလည်း new moon phase တုန်းကလည်း10မိနစ်တရားထိုင်ခဲ့တဲ့ဒုတိယ phase ဖြစ်တဲ့ waxing crescent တော့ကလည်းကျမတို့7 minutes စီတရားထိုင်လို့ဆိုတဖြည်းဖြည်းအချင်းရလာပြီဆိုရင်3ခုစင်းမြောင်ဖြစ်တဲ့ first quarter အချိန်ကပါပြောပြောနောက်ထပ် develop ဆလုပ်ရမယ့်အချိန်မှာအချင်းချင်းပြီးပြောရမယ်ဆိုရင် first quarter အချိန်ဟာမလိုချင်တဲ့အရာတွေကိုလွတ်ချကိုလိုချင်တဲ့ဆက်လက်ပြီးတော့လိုချင်တဲ့အရာတွေကိုထပ်ပြီးတော့ပို့ပြီးတော့ commitment ပေးရမယ့်အချိန်ဖြစ်ပါတယ်။ လေခုမြောက်ကတော့ Gibbs Mon လို့ခေါ်ပါတယ် Gibbs Mon အချိန်ဟာလေဒီလိုပဲကိုလိုချင်တဲ့အရာတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရမယ့်အချိန်ဒီလိုအချိန်မှာမှထားပါတော့တခါတလေကြာရင်ကျမတို့မနှစ်ပိုင်းတရားထိုင်တာကကိုကတဖြည်းဖြည်းနဲ့သိလာပြီအော်ငါမနှစ်ပိုင်းတရားထိုင်တာကငါအတွက်က နည်းနည်းလေးအဆင်မပြေဘူးအဆင်မပြေဘူးဆိုတာမနက်ပိုင်းနိုးနိုးချင်းတရားထိုင်တာအဆင်မပြေဘူးအဲ့ဒါဆိုရင်ကျမတို့ maybe မနက်စာစားပြီးပါဟိုမှာတရားထိုင်ရင်ထိုင်မယ်ဥပမာမနက်စာမစားခင်ကိုကတရားထိုင်တယ်လို့ကိုကစပြီးတော့ action သတ်မှတ်ခဲ့တယ်ဆိုရင်ဒီအချိန်ဟာကျမတို့ကိုလုံးဝမဲ့ action ကိုနည်းနည်းလေးကိုယ့်ရဲ့ lifestyle နဲ့ ညီအောင်လို့ကိုယ့်ရဲ့ lifestyle နဲ့ align ဖြစ်အောင်လို့နည်းနည်းလေး adjust လုပ်ရမယ့်အချိန်ဖြစ်ပါတယ် adjust လုပ်ရမယ့်အချိန်မှာတော့မလုပ်ရမယ့်အချိန်လို့မပြောပါဘူးဥပမာအပြင်ကျမတို့ new moon တော့ကသတ်မှတ်ခဲ့တယ် intuition တောက်မှုအတွက်ကိုကိုက7မိနစ်တရားထိုင်မယ်လို့သတ်မှတ်ခဲ့တယ်အဲပြီးတော့ကျမတို့ first quarter 3ခုမြောက်မှာ okay commitment အချိန်ဆိုတော့မိနစ်20ဆိုပြီးတော့ချာမှတ်ခဲ့တဲ့အချိန်အဲ့တော့မနက်ကိုဒီ winning uh sorry winning နဲ့ give back small အချိန်မှာစပြီးတော့ give back small အချိန်မှာစပြီးတော့ okay ပြန်ပြီးတော့ မိနစ်20တော့တရားထိုင်နေဒါပေမဲ့ဒါဟာမနက်ပိုင်းတရားထိုင်ရမှာလား ကို့အတွက်ကို့ကိုကိုသိရှိလာပြီကျွန်တော်တို့ဖြည်းဖြည်းနဲ့တရားထိုင်အောင်ငါဒီလိုမျိုးတရားထိုင်တာကောင်းမယ်ဆိုတော့ကို့ရဲ့ action ကို့ရဲ့လှုပ်ဆောင်မှုကိုကို့ရဲ့ lifestyle နဲ့ညီအောင် adjust ပြန်လုပ်ရမယ့်အချိန်ဖြစ်ပါတယ်။နောက်တစ်ခုကကျတော့တကယ်လို့များကို့ဟာဒီအချိန်ဟာပြန်ပြီးတော့ realign ပြန်လုပ်ရမယ်။ဥပမာအပြင် new moon ကကို့ဟာချမှတ်ခဲ့တယ် intuition ကောင်းဖို့အတွက်ကိုအဲတပတ်ကိုတရားထိုင်မယ်တပတ်ပြောရမယ်တရက်ကို10ရက်10မိနစ်တရားထိုင်မယ်ဆိုရင်ကို့ဟာ maybe နှစ်ရက်၃ရက်လောက်ဒီကြားထဲမှာပြက်ကွက်ခဲ့ရင်ပြက်ကွက်ခဲ့လိုက်မယ်။အဲ့တော့တကယ်လို့များပြက်ကွက်ခဲ့တဲ့ဆိုရင်ကို့ new monon ကချမှတ်ခဲ့တဲ့ align action တိုင်းကိုပြန်ပြီးတော့ကိုကိုကိုလည်း adjust ပြန်လုပ်ရမယ် new monon ကချမှတ်ခဲ့တဲ့ plan အတိုင်းကိုပြန်ပြီးတော့ပြန်လုပ်ရမယ်အစီအစဉ်ကိုရဲ့ချမှတ်ခဲ့တဲ့ plan အတိုင်းကိုပြန်ပြီးတော့ဒီ plan အတိုင်းပြန်ပြီးတော့ဝင်ဖို့အတွက်ကိုပြန်ပြီးတော့လှုပ်ဆောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒီ gibbous mon အခြေအနေ နာကူမြောက်ကတော့ကျမတို့ရဲ့မင်းသားကြီးဖူမွန်အချိန်ဖြစ်ပါတယ်ဖူမွန်အချိန်ဆိုင်ရင်ကျမတို့တဖြည်းဖြည်းနဲ့ကိုလိုချင်တာတွေကနည်းနည်းလေးအကောင့်ထဲစပေါ်လာပြီဆိုတော့ sense လေးရအောင်ရှားလိမ့်မယ်ဒါပေမဲ့တချို့အရာတွေကြတော့ကျမတို့ long term လိုအပ်တယ်ဥပမာအားဖြင့် intuition ရဖို့အတွက်ကိုကျမတို့ practice လုပ်တာကအစစ် moon phase ၄ခုသာပြီးသွားတယ်ကျမတို့အခုချိန်မှာနည်းနည်းလေးတော့အရန်ကြီးမရနေတော့မှပဲနည်းနည်းလေးတော့ intuition လေးရစရလာတဲ့အချိန်အဲ့တော့အဲ့ဒီချိန်မှာပဲစပြီးတော့ commitment ဆက်ပြီးတော့လှုပ်ဆောင်မှာပြီးတော့နောက်တစ်ခုကတစ်ခါတလေကျရင် တချို့အရာတွေက long term လိုအပ်တယ်ဥပမာအဖြစ်ဒီလိုမျိုး intuition ဆိုလဲတချို့တွေကတယောက်နဲ့တယောက်မတူပါဘူးတယောက်ရဲ့ journey နဲ့တယောက်မတူအဲ့တော့ကိုက intuition ရောက်ဖို့အတွက်ကို manifest လုပ်နေတယ်ဆိုရင်ဆက်ပြီးတော့လှုပ်ဆောင်ပါဖူးဖို့အချိန်ကကျမတို့ forgiveness လုပ်ရတဲ့အချိန် gratitude လုပ်ရတဲ့အချိန်မှာ forgiveness ဆိုတာကလည်းဥပမာအားဖြင့်ကျမတို့ new moon ကချမှတ်ခဲ့တဲ့အရာတွေကိုလိုချင်တဲ့အရာတွေသာချမှတ်ခဲ့တာကိုကိုယ်တိုင်ကလည်းမလုံဆောင်တာတွေဖြစ်ရင်ဖြစ်လိမ့်မယ်ကိုကိုယ်တိုင်လုံဆောင်နေပြီမဲ့လည်းမရမရရှိဘူးဆိုပြီးတော့နည်းနည်းလေး out of alignment လွဲသွားတဲ့အချိန်တွေဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့တော့ဒီ full moon အချိန်မှာကကိုလိုချင်တာတွေကိုကိုပြန်ပြီးတော့အာလုံဆောင် ရဖို့အတွက်လှုပ်ဆောင်နေတဲ့အချိန်မှာပဲကို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 ပြန်ပြီးတော့ခွင့်လွတ်ပါကိုကိုကို take time လုပ်ပါအရာအရာအားလုံးကကျမတို့လိုချင်တာနဲ့ရသွားတာမဟုတ်ပါဘူးချက်ချင်းမဖြစ်ဘူးသူ့အချိန်ဆိုတာရှိပါတယ်ဒီအချိန်ဆိုတာကလည်းကိုကိုတိုင်းကလည်းအချိန်နဲ့အတူတူ practice လုပ်နေဖို့လည်းလိုအပ်တာပေါ့အဲ့တော့ full moon အချိန်ဟာကို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 တိုင်းအပါအဝင်အာတခြားသူတွေကိုလည်း forgiveness လုပ်ရမယ့်အချိန်ဥပမာအဖြစ်ကိုက relationship နဲ့ပတ်သက်လို့ loving relationship တခုကို manifest လုပ်ချင်တယ်ဆိုရင်ကိုကိုရိုင်းကိုနဲ့ကိုရဲ့ relationship loving relationship ကိုပြန်ပြီးတော့တည်ဆောက်ရမယ့်အချိန် gratitude အချိန်နောက်တစ်ခုပါ gratitude ဆိုတာကလည်းကျွန်တော်တို့ဖူးမှုအချိန်မှာတဖြည်းဖြည်းနဲ့ရလာပြီဆိုတာကိုယုံကြည်တဲ့ယုံကြည်ယုံကြည်စိတ်နဲ့လုပ်တယ်ဒါပေမဲ့တချို့ရလာတဲ့အရာတွေအတွက်ကို gratitude လုပ်ပြီးတော့မရသေးတဲ့အရာတွေအတွက်ကိုလည်းဆက်လက်ပြီးတော့ gratitude နဲ့ပဲဆက်ပြီးတော့လုံဆောင်ရမယ့်အချိန်ဖြစ်ပါတယ်အဲ့တော့ဖူးမှုအတွက်အကောင်းဆုံး practice ဟာ forgiveness ကျမတို့ကိုကိုကိုအပါဝင်တခြားကိုရဲ့ပတ်ဝန်းကျင်ကသူတွေရော forgive forgiveness ကိုလေ့ကျင့်ရမယ့်အချိန် gratitude ကိုလေ့ကျင့်ရမယ့်အချိန်ဖြစ်ပါတယ်။ခြားခုမြောက်ကတော့ waning give backs လို့ခေါ်ပါတယ်။က full moon ပြီးသွားပြီကျမတို့ new moon နဲ့ကချမှတ်ခဲ့တဲ့ align action တွေချမှတ်ခဲ့တဲ့ new moon နဲ့ကနေ moon phase တစ်ခုပြီးတစ်ခုကိုလှုပ်ဆောင်ခဲ့တဲ့အချိန်လေးရှိတယ် full moon မှာရရှိခဲ့တဲ့ဟာတွေရှိတယ်မရခဲ့တဲ့အရာတွေရှိတယ် winning kickbacks အချိန်ဟာပြန်ပြီးတော့ relax လုပ်ရမယ့်အချိန်ဖြစ်ပါတယ်။ဥပမာအားဖြင့်ကိုကထားပါတော့ intuition နဲ့လုပ်ဖို့အတွက်ကို meditation လုပ်တယ်။တရက်ကို7မိနစ်20နဲ့တစ်ပြေးပြေးနဲ့ practice တစ်ခုပေါ့နော် new habit တစ်ခုခုရလာပြီဆိုရင်အရင်ကြီးကိုကိုကိုလုပ်ရမယ်ဆိုတဲ့ပုံစံမဟုတ်ဘဲနဲ့ maybe meditation ကိုကိုကအိမ်မှာလုပ်တယ်ဆိုရင်ကိုပတ်တာကိုလမ်းလျှောက်ပြီးတော့ meditation လုပ်တာတော့ပြန်ပြီးတော့ relax လုပ်ယူရမယ့်အချိန်မှာဆိုတော့ကျမတို့အရှိမတလာလုံးက ကိုလိုချင်တာကိုရဖို့အတွက်ကိုလှုပ်ဆောင်ခဲ့တဲ့အချိန်လေးရှိရလေအဲ့အဲ့အတွက်ကိုပြန်ပြီးတော့ကိုက slow down အချိန်ဖြစ်ပါတယ် relax ပြန်လို့ relax ပြန်လို့ပြီးတော့ကိုကိုကိုလည်းပြန်ပြီးတော့ဂရုစိုက်ရမယ့်အချိန်အဲ့ဒီအချိန်လေးဖြစ်ပါတယ် new moon တော့ကိုလိုချင်ခဲ့တဲ့အရာတွေကိုရရှိခဲ့တယ်ဆိုရင် ကိုယ့်ရဲ့ဒီ sharing ပြန်လုပ်ချင်တယ်ဥပမာအဖြစ်ကျမဆိုရင်ဒါကျမဆိုလည်းစတင်နေတာပဲအဲ့တော့စတင်နေတဲ့အချိန်ဆိုတော့ဒီကိုရရှိခဲ့တဲ့အရာကိုပြန်ပြီးတော့ကိုယ့်ရဲ့ community ကို sharing လုပ်လို့ကောင်းတဲ့အချိန်ဆရာဆရာမတွေဒီဆရာဆရာမတွေဒီလိုမျိုး meditation လုပ်နေတဲ့သူတွေဆိုရယ် live တွေ live class တွေလုပ်တယ် master class တွေလုပ်တယ် free class လေးတွေကိုလုပ်လို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ full moon လို့ပဲ full moon အချိန်ဟာ full moon အချိန်မှာလည်းလုပ်လို့ကောင်းပါတယ်။ full moon ဆိုတာတဖြည်းဖြည်းပြည့်သွားလာတာသူ့ရဲ့ visibility မိုးညင်လမင်းရဲ့လာမင်းကကောင်းခင်မှာပို့ပြီးတော့ပေါ်လွင်လာတာအဲ့တော့သူ့ရဲ့ပေါ်လွင်လာမှုနဲ့အတူတူကျမတို့ကလည်းအရှိကိုထွက်ထွက်ရမယ့်အချိန်စကားပြောရမယ့်အချိန်တွေဖြစ်ရင်ဖြစ်မယ် presentation လုပ်ရမယ့်အချိန်တွေဖြစ်မယ်ကိုယ့်ရဲ့ voice ကိုပို့ပြီးတော့ visibility ကောင်းလာအောင်ကိုယ့်ရဲ့ visible ပို့ပြီးတော့ဖြစ်လာအောင်လို့လုံဆောင်နိုင်တဲ့အချိန်ဖြစ်ပါတယ်ခုနှစ်ခုမြောက်ကတော့ကျမတို့ last quarter လို့လည်းပြောပါတယ်ဒီ last quarter အချိန်ဟာကျမတို့နောက်ထပ် new moon အချိန်အတွက်ကို စတင်ပြီးတော့ပြင်ဆင်ရမယ့်အချိန်အဲ့တော့ new moon အချိန်အတွက်ကိုစတင်ပြီးတော့ပြင်ဆင်ရမယ့်အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ last quarter အချိန်မှာပြန်ပြီးတော့ relax လုပ်ပါနောက်ထပ်ကိုဘာလို့ကျင်တာလဲကိုရှေ့မှာ new moon လုံးကချမှတ်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့တချို့တွေမလို့ကျင်တော့တဲ့အရာတွေရှိတယ်အဲ့တော့မလို့ကျင်တော့တဲ့အရာတွေကို လွင်လွင်လိုက်နောက်ထပ်ပါလို့ကျင်တာလေပြီးတော့ကိုယ့်ရဲ့ life ကိုကိုပြန်ပြီးတော့ကြည့်ကြည့်ပါဒီအချိန်မှာစပြီးတော့ last quarter အချိန်ဟာပြောရမယ်ဆိုရင်နည်းနည်းလေးအာခုဘဝထဲမှာနောက်ထပ်လိုချင်တဲ့အရာတွေကိုပြန်ပြီးတော့ဖိတ်ခေါ်ရမယ်အချိန်မလိုချင်တော့တဲ့အရာတွေကိုထွက်ခွင့်ပေးလိုက်ရမယ်အချိန်အဲ့ဒီအချိန်မှာပဲစပြီးတော့ကိုကို အိမ်ထဲမှာတော့မှာပဲပစ္စည်းတွေစားပြီးတော့ပြတ်တာတွေဖြစ်ရင်ဖြစ်လိမ့်မယ် relationship နဲ့လည်းပတ်သက်ပြီးတော့ကိုကကိုယ့်ရဲ့ relationship မှာနည်းနည်းလေးအဆက်ဆံရေးတွေဝဲမားနေတာပြဿနာတက်တာတွေလည်းဖြစ်ဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့ဒီချိန်ဟာကျမတို့နောက်ထပ်ဟိုထွက်သွားရောမယ့် energy တွေကိုထွက်သွားခွင့်ပေးဖို့အတွက် ထွက်သွားတော့တဲ့ဒီ energy တွေနေရာမှာနောက်ထပ်အသစ်တွေကိုဖိတ်ခေါ်ဖို့အတွက်ကိုပြင်ဆင်နေတဲ့အချိန်လို့လည်းပြောပါရတယ်။အဲ့တော့ဒီလိုအချိန်မှာပဲကိုကအာနည်းနည်းလေးအာစကားများတာတွေဖြစ်မယ်ဆိုရင် okay ဒီစကားများတဲ့ relationship တကူကိုဆက်သွားချင်လားဆက်သွားချင်နေဆိုရင်ဘယ်လိုပုံစံနဲ့သွားရမလဲဆိုရဲ new approach ကိုရှာတာ။တကယ်လို့မသွားချင်တော့ဘူးဆိုရင်လည်းလွှတ်ချဖို့အတွက်ကိုကိုကစတင်ပြီးတော့ပြင်ဆင်ရမယ့်အချိန်ဖြစ်ပါတယ်။ နောက်ဆုံး၈ခုမြောက်ကတော့ Waning Crescent လို့ပြောပါရယ်နောက်ထပ် Moon Cycle ဟာဒီ Waning Crescent ပြီးသွားရင်စတာပါအဲ့ဒီအတွက်ဒီ Waning Crescent အချိန်မှာနောက်ထပ် Moon Cycle အသစ်တစ်ခုစဖို့အတွက်ကိုပြင်ဆင်ရမယ့်အချိန်ဖြစ်ပါတယ်အဲ့တော့ Moon Cycle အသစ်စရမယ့်တူတူကျမတို့ရဲ့ Wish List တွေကိုလည်းအသစ်ပြန်ပြီးတော့ Universe ကိုပေးတော့မယ်အဲ့တော့အသစ်ပြန်ပြီးတော့ပေးတဲ့အချိန်မှာကိုဒီပထမရှေ့တုန်းက New Moon တော့ချမှတ်ခဲ့တဲ့အသစ်တွေ လိုချင်ခဲ့တဲ့အရာတွေကိုလည်းပြန်ပေးလို့ရတယ်။အဲ့ဒီထဲမှာမှကိုမလိုချင်တော့တဲ့အရာတွေကဘာဖြစ်မလဲ။တဖြည်းဖြည်းဥပမာအဖြစ်ကိုက relationship တခုပေါ့နော်။ဒီလူတယောက်နဲ့ relationship တခုကိုကောင်းမွန်ဖို့အတွက်ကိုကိုက manifest လုပ်နေတဖြည်းဖြည်းနဲ့ဒါပေမဲ့အဲ့ဒီလူနဲ့ကလည်းကျွန်တော်တို့အဆက်အဆက်အသွယ်မကောင်းတော့ဘူး။အာဒီဆက်ဆံရေးတွေကလည်းမကောင်းတော့တဲ့အချိန်မှာလွတ်ချရမယ့်အချိန်ဖြစ်ရင်ဖြစ်လာလိမ့်မယ်။အဲ့တော့အဲ့ဒီအချိန်မှာပဲကိုလွတ်ချရမယ့်အရာတွေကိုလည်းလွတ်ချပြီးတော့နောက်ထပ်အရာတွေအတွက်ကိုပြင်ဆင်ရတော့မယ့်အချိန်ဖြစ်ပါတယ်။ဥပမာအဖြစ်ကျွန်မဆိုရင်ကျွန်မအတွက်အခုကျွန်မဒီ video ကို recording လုပ်တဲ့အချိန်ဟာ last quarter အချိန်ဖြစ်ပါတယ် last quarter အချိန်မှာမြန်မာလူဘာတွေဖြစ်လဲဆိုတော့ microwave ပြတ်သွားတာတွေဖြစ်တယ် ပြီးတော့ရင်ကျမတို့ဒီ cuttle ပေါ့နော်ဒီရင်းရိုးတဲတဲ့ဟာအရာလေးတွေပြတ်သွားတယ်နောက်ထပ်အရေးကြီးဆုံးအတစ်ခုအကြီးမားဆုံးတစ်ခုကကျမတို့အိမ်ပြောင်းရမယ့်အရာတွေဖြစ်လာတယ်မနေ့လွန်ခဲ့တဲ့နှစ်ရက်လောက်ကကျမတို့အိမ်အစ်စ်အိမ်အစ်စ်ကိုတော့ရတယ်ပေါ့အဲ့တော့လွန်ခဲ့တဲ့အဲ့တော့ပြောရမယ်ဆိုရင် energy အစ်စ်တွေကိုဒီအချိန်မှာစပြီးတော့ရနိုင်တဲ့အချိန် last quarter အချိန်ဟာအဲ့တော့ဒီအချိန်ကကိုဘာတွေကိုမလိုချင်တော့ဘူးလဲဆိုတော့ကို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 ပြန်လဲပြီးတော့စမ်းစိတ်ရမယ့်အချိန်နောက်ထပ်ဘာတွေကိုကိုလိုချင်လဲကိုဘဝတွေကိုဘာတွေကို invite လုပ်ချင်လဲ universe ကို new moon အချိန်မှာ officially announce လုပ်ရမယ့်အချိန်ကိုတဖြည်းဖြည်းနဲ့စပြီးတော့ကိုကိုကိုသိရှိဖို့အတွက်ကိုလေ့လာရမယ့်အချိန်နောက်အရေးကြီးတဲ့တစ်ခုကတော့ကိုမလိုချင်တော့တဲ့ bad habit ဥပမာအဖြစ်ကိုကညာဘက်တီမှာကောင်းကောင်းမအိပ်နိုင်ဘူးဆိုရင် maybe ဖုန်းနဲ့တအားသုံးနေရလို့ဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့တော့ကိုမလိုချင်တော့တဲ့ကိုရဲ့မကြိုက်တဲ့အပြုတ်မှုတွေကိုဒီအချိန်မှာအကောင်းဆုံး ပြန်လဲပြီးတော့လွှတ်ချရမယ်အချိန်ဖြစ်ပါတယ်။ကျမတို့အတွက်နောက်ထပ်အသစ်ဆိုတဲ့အရာတွေကိုဖိတ်ခေါ်ဖို့အတွက်ကိုအဟောင်းတွေကိုတဖြည်းဖြည်းလွှတ်ချရမယ်အချိန်ဖြစ်ပါတယ်။ Alright ဒါကတော့ Morpheus တစ်ခုရှိပါတယ်။ Morpheus တစ်ခုချင်းစီနဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုလှုပ်ဆောင်နိုင်လဲဒီ Morpheus ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်ပုံလေးကိုဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဆိုတာကိုပြောပြထားပါတယ်။ကျမနဲ့တူတူ Moon ရဲ့ Energy ကိုအသုံးပြုပြီးတော့ပို့ပြီးတော့ Deeper Healing သွားခြင်းနဲ့ပို့ပြီးတော့ Manifesting တွေ Powerful ဖြစ်ခြင်းနဲ့ဆိုရင်ကျမ ဖွင့်လင့်မယ် new moon manifesting နဲ့ full moon manifesting သင်တန်းရှိပါတယ်။ဒါကျမတို့ new moon နိုင်မှာ full moon နိုင်မှာဖွင့်လင့်သွားတဲ့သင်တန်းဖြစ်ပါတယ်။အဲ့ဒီ drug ကိုလည်းကျမရဲ့ admin ကိုကျမရဲ့ clear သူဆိုတဲ့ page မှာစုံစမ်းနိုင်ပါတယ်။အားလုံးပဲအဲ့ဒါဆိုရင်နောက်ထပ်တစ်ခေါက် new moon manifesting မှာပြန်တွေ့မယ်နော်။ Bye bye